်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် MNDA နဲ့စစ်ကောင်စီဆွေးနွေးပွဲသဘောတူညီချက်မရလို့လာရှုံမျိုးလေးချောင်းအန်ရဲ့တတိပီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်အစိုးရရဲ့အစီအစဉ်နဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာတွဲဆောင်ဆွေးနွေးနေတဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA နဲ့စစ်ကောင်စီဆွေးနွေးပွဲမှာသဘောတူညီချက်မရရှိပဲပြီးဆုံးသွားပြီးနောက်လာရှုံမျိုးမှာလေးချောင်းအန်ရဲ့တတိပီးချက်ကို MNDA လာရှုံမျိုးပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူတအုပ်ကတတိပီးပါတယ်။ဆွေးနွေးပွဲမှာအောင်မြင်မှုလို့တော့ကြားတာပဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့အတိတ်ကတော့လေးချောင်းအန်ရဲ့ကိုဂယူဆိုင် ကြပါလေကြောင်းတိုက်ခိုက်မှုမဖြစ်တာကြပဲဆိုပြီးပေါ့ပေါ့ဆဆမနေကြပါနဲ့အထူးကယူဆိုင်ပါစကားဆအယူရီရဲ့စိတ်ကမမှန်ကြလို့ပါလို့၎င်းကလူမှုကွန်ရက်မှာတစင်မလ24ရက်နေ့ညမှာတတိပေးပါတယ် MNDA နဲ့စစ်ကောင်စီကကုမင်းမျိုးမှာမလ22ရက်ကစပြီးတွေးဆောင်ကြပြီးနေမြေအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးညှိနှိုင်းမရတဲ့အခြေအနေဖြစ်ကြောင်းတတင်းရရှိပါတယ် MNDA ကိုလာရှုမျိုးမှာဆုတ်ခွာပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့တဲ့အတွက်ကြောင့်သဘောတူညီချက်မရရှိပဲဆွေးနွေးပွဲမအောင်မြင်ခဲ့တာလို့ရှမ်းပြည်နယ်မြောက်ပိုင်း ICU သတင်းအရင်းမြစ်တွေကပြောပါရယ် ။ဆွေးနွေးပွဲကအဆင်မပြေဘူးဒါဆိုလေးကြောင်းကစိုးရင်ရတယ်တော်တော်လေးတတိထားနေရမှာဟုတ်တယ်။ဆွေးနွေးပွဲရလက်ကလည်းစစ်ကောင်စီလာရှုကိုပြန်ဝင်ရေးပဲအရေးကြီးတာလို့လာရှုမြို့ဒေသခံတအုပ်ကပြောပါတယ်။မလတ်20ရက်နေ့ညမှာဒေသခံတချို့က MND အနေနဲ့လာရှုမြို့မှာပြန်လည်မဆုတ်ခွာဖို့နဲ့တရုတ်အစိုးရရဲ့ဝင်ရောက်ဆက်ဖက်နေမှုတွေကိုရပ်တန့်ပေးဖို့ပြောင်ကြားတပိတ်ပြုလုပ်ခဲ့ပါတယ်။မြန်မာအရေးပေါ်တရုတ်အစိုးရရဲ့ဝင်ရောက်ဆက်ဖက်မှုတွေချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုတဲ့ဓာတ်ပုံစာသားတွေကိုမြို့နေရာတချို့မှာလိုက်လံကပ်ပေးခဲ့တာဖြစ်ပါတယ်။ မလ20ရက်နေ့ညမှာဒေသခံတချို့က MNDA အနေနဲ့လာရှုမှပြန်လည်မဆုတ်ခွာရန်ပုံနဲ့တရုတ်အစိုးရရဲ့ဝင်ရောက်ဆက်ဖက်နေမှုတွေကိုရပ်တန့်ပေးဖို့ပြောင်းကြားသဘင်ပြုလုပ်ခဲ့ပါတယ်။ မြန်မာအရေးပေါ်တရုတ်ဆိုရရဲ့ဝင်ရောက်ဆက်ဖက်နေမှုတွေချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုတဲ့တပ်ပုံစာသားတွေကိုမြို့နေရာချုပ်မှလိုက်လံကတ်ခဲတာဖြစ်ပါတယ်။လာရှိုးမြို့မှာ MNDA အုပ်ချုပ်ရေးရန်ရာတွေဆက်လက်လက်ပတ်နေပြီးလာမယ့်တကြံပွဲတော်ကိုလည်းစီစီကာကာကျင်းပမှာဖြစ်ကြောင်း MNDA ဘက်ကသတင်းထုတ်ပြန်ပါတယ်။ MNDA ပြင်စကောင်စီကတရုတ်ဆိုရရဲ့ဖိအားပေးမှုကြောင့်တောင်းမြို့သားလူမျိုးရေးတပ်မတော် DNL နဲ့လည်းဆွေးနွေးခဲ့ပါတယ်။ DNL နဲ့စကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီလလည်းကကုမင်းမြို့မှာဆွေးနွေးမှုအဆင်မပြေခဲ့ကြောင်း DNL ကဖေဖော် ါရီ19ရက်မှာတရင်ထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်နိုင်ပိုင်းအကြမှာစစ်ကောင်စီကအနောက်ကျွမျိုးကိုပုံကျဲတိုက်ခိုက်ခဲ့တဲ့ဒေသခံ၃ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိကာလကမြောက်ပိုင်းညီနောင်၃ဖွဲ့အတွက်အစားတက်ကံကာလဖြစ်ပြီးစီလုံးမှုညီညွတ်မှုနဲ့နားလည်မှုပုံမှုခိုင်မာအောင်လှုပ်ဆောင်သွားမယ်လို့မလ၁၇နှစ်ကကျင်းပတဲ့ MND ရဲ့36နှစ်မြောက်တက်မတော်နေခန္ဓာကို DNL နဲ့အာရခတက်တော့ အင်းအင်းကတဝန်လာပေးပို့ခဲ့ပါရရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုညီနောင်မဟာမိတ်ပြီးသားစွာနဲ့စူးစီးကြောဖြတ်သွားဖို့အမြင်အသိရှိတယ်လို့ TNL နဲ့အင်းအင်းကအသိပေးထားပါရဆက်လက်ပြီးမင်းအောင်လိုင်းခန့်အပ်ထားတဲ့စစ်ကောင်စီဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့ထန်တလန်မျိုးရှိနေအင်ချန်နဲ့မြေအလုံးကိုပြည်သူပိုင်းဖြစ်ချိတ်ဖက်သိမ်းဆက်လိုက်တယ်လို့ ချင်းပြည်သူကာကွယ်တပ်ကကြီးညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဟာခါရှိနေအိမ်ကိုလည်းအခုနှစ်ဖေဖော်ဝါရီလမှာ CDF ဟာခါကချိတ်ပင်ခဲ့ပါတယ်။အကြံဖက်မင်းအောင်လိုင်ခန့်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဒေါက်တာမူထိုင်ရဲ့ထန်တလန်မျိုးရှိနေအိမ်ချမ်းနဲ့မြည်အလုံးကိုပြည်သူဝန်ဖြစ်ချိတ်ပင်တင်ဆက်လိုက်ပြီးဖြစ်ကြောင်းချင်းပြည်ကာကွယ်တပ် CDF DT ကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။ချင်းပြည်နယ်ထန်တလန်မျိုးတစ်ခုလုံးကိုမိရှုဖြက်စီနေတဲ့အကြံဖက်စစ်တပ်ကိုအားပေးသူပြည်သူလူထုအပေါ်ရက်ဆက်စံကြုံစွာအကောင့်ထဲပေါ်ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာတတ်တတ်ချွတ်ချွတ်ပါဝင်သူ ူအကြံပတ်စစ်တပ်ကဖွဲ့စည်းထားတဲ့စစ်ကောင်စီမှအဖွဲ့ဝင်တအုပ်ဖြစ်ပါဝင်ဆောင်ရွက်သူဖြစ်တဲ့အတွက်၎င်းပိုင်ဆိုင်တဲ့ထန်တလန်မျိုးရှိအိမ်ချမ်းမြေအားလုံးကိုတော်လိုင်းကာလာအတွင်းပြည်သူလူထုကိုစား CDF ထန်တလန်ကောင်စစ်ကအပီးတိုင်းတင်ဆက်လိုက်ပြီးလိုအပ်သလိုဆက်လက်ကင်တွေသွားမှာဖြစ်ကြောင်းအတိတ်တလာမဲ့အစိုးရတည်ထံကိုထပ်မံလွှဲအပ်မှာဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။ထို့တို့အခုနှစ်ဖေဖော်ဝါရီ25ရက်နေ့ကလည်းအကြံဖတ်မင်းအောင်လိုင်းခန့်ထားတဲ့စစ်ကောင်စီဖွဲ့ဝင်ထောက်တမ်းမှုထံရဲ့ဟာခမြို့နေအိမ်ကိုချင်းတုံလိုင်းတပ်ကပြည်သူဝန်ဖြစ်ချိတ်ပိတ်သိမ်းယူခဲ့ကြောင်းတ တင်းထုတ်ပြန်ခဲ့ရာအခုထန်တလန်မျိုးရှိနေအိမ်သိမ်းပိုက်ခံရမှုမှာဒုတိယအကြိမ်မြောက်နေအိမ်ချိတ်ဖိတ်သိမ်းဆည်းခံရမှုဖြစ်ပါတယ် စစ်ကောင်စီဖွဲ့ဝင်ဒေါက်တာမူထန်ကရန်ကုန်မြို့နယ်နေပြည်တော်မှာနေထိုင်လျက်ရှိပြီးချင်းပြည်နယ်ဝန်ကြီးချုပ်အောင်ဦးဟုန်ငိုင်းအငိမ့်စားညွန့်ချုပ်ဒေါက်တာဘမောင်ရာရုံးဝန်အဖွဲ့အောင်ဦးငွန်မောင်ကျင်းပါတီကောင်ဆောင်တအူဦးနိုးထန်ကတ်တို့နဲ့အတူချင်းပြည်တစ်ပါတီကိုတီထောင်ကစစ်ကောင်စီကကျင်းပမဲ့ရွှေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှုပြင်ဆင်လျက်ရှိပါတယ်။သူကအရင်ကတည်းကစစ်တပ်ပါတီဖြစ်တဲ့ကြန့်ခိုင်ပါတီမှာပါဝင်နေသူဖြစ်တဲ့အပြင်နှွေဦးတော်လိုင်းကာလာမှာလည်းစစ်တပ်နဲ့တရားရဂိုင်းတို့ပူးပေါင်းသူဖြစ်ပါတယ်။ဒါကြောင့်ဒီလိုပြည်ပနာကိုလက်တင်ခံပါတယ်လို့ CN နဲ့ CDNF မှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ချင်းပြည်နယ်ကျန်းပေါ်ပါတီဥက္ကဋ္ဌဖြစ်ခဲ့သူဒေါက်တာမူထန်ကအကြံပေးစစ်ကောင်စီရဲ့ဖွဲ့ဝင်ဖြစ်2023ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့မှာမင်းအောင်နိုင်ကခန့်အပ်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ အုတ်ရှိပင်ကိုအီနေပူပေါင်းဖွဲ့ရောက်လာပါကတည်တံလူချင်းချောက်ပြီးညောင်ကျိုးကိုစစ်ကူထတ်လုပ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတိုက်ပွဲပြင်းထန်နေတဲ့ညောင်ကျိုးကိုစစ်ကူတပ်များထတ်မှန်ဆင်လွတ်နေရပြီးအုတ်ရှိပင်အတွင်ကိုရန်သူရောက်လာပါကတည်တံလူချင်းချောက်ပြောဆိုထားကြောင်းသိရပါရယ်။မလ16ရက်နေ့ညကညောင်ကျောင်းရှိအမတ်ချောက်ကကွယ်ပစ္စည်းစက်ရုံကဘာစာချောက်တွင်ကိုဒါကစာပြီးခိတ္တဒေတာကိုကဲရင်မူဘုံမူ ဝင်ထွက်လာရောက်ပြီးစစ်ကူလွတ်မဲ့တပ်တွေကိုချိန်ချပြောဆိုခဲ့ခြင်းဖြစ်ကြောင်းတပ်သတင်းအရင်းမြစ်တွေကသိရပါဗျ။ စစ်ထွက်မဲ့တက်ကောင်ဆောင်ကိုခေါ်ပြီးပြောတာစစ်ကောင်ဆောင်ကသူ့ကိုတစ္ဆာမဖောင်ရင်ပြီးရောပြေးပြေးပြောင်းပြောင်းခွင့်လွတ်တယ်လို့တက်တဲ့ရင်အရင်မြစ်ကပြောပါတယ်။ညောင်ကျိုးရှိစစ်ကောင်စီတက်စကန်နဲ့ချင်းကုံရှိစစ်ကောင်စီတက်စကန်တို့မှာတိုက်ပွဲများဖြစ်ပွားနေပြီးအရခတက်တော်အေးနဲ့ပူပေါင်းတပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါတယ်။စစ်ကောင်စီကညောင်ကျိုးတိုက်ပွဲအတွင်းစစ်တပ်လေဒီများအပြင်းနေကြောင်းမှာပါအပြင်းထန်တိုက်ခိုက်ခဲ့ပြီးနေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဘက်ကိုပုံများချင်းချမိတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတိုက်ဆုံခဲ့ကြောင်းစစ်ကောင်စီတပ်သားနန်း န်နှင့်သူအလင်းဝင်ခဲ့တဲ့တာယာဝတီခရိုင် PDF တပ်ဖွဲ့စီမှသိရပါဗျာ။ ဒါအပြင်ညောင်ကျိုးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်200ခန့်ရှိတဲ့စစ်ကြောင်းတစ်ခုမှာစစ်ကောင်စီကပုံမှားကျင်းလို့120ခန့်ထိသွားပြီးကျန်တဲ့80မှလည်းတိုက်ပွဲအတွင်းတိစုံမှုတွေရှိသလိုထွက်ပြေးသွားကြသူတွေနဲ့တက်ပြတ်သွားကြောင်းသိရပါတယ်။အေနဲ့ပူပေါင်းတပ်ဖွဲ့ရဲ့ထိုးစစ်ကညောင်ကျိုးကကြော်ပြီးညောင်ကျောင်းကိုရောက်ရှိကကပ္ပစရီအတွင်းစည်ရေးပြင်းထန်လာမှာကိုစိုးရင်ပြီးအုပ်ရှစ်ပင်နဲ့ရန်ကုန်တိုင်းအတွင်းမှာစစ်ကူတွေခေါ်ပြီးစစ်ကောင်စီကအင်အားဖြည့်တင်းထားကြောင်းသိရပါတယ်။မော်ဘီအခြေဆိုင်တရင်တောင်ကူအပြင်စစ်မှုတန်းတင်နန်းစဉ်အမှတ်စဉ်ရှင်းမှာတင်နန်းသား600 ကန်ကိုပါကပ္ပစ6တွင်ပို့ထားပြီးမနေ့ကစပြီးအဲ့ဒီအင်အားတွေကိုထုံနှုတ်ကညောင်ကျိုးတိုက်ပွဲကိုခွဲပြီးပို့ဆောင်နေကြောင်းတပ်သတင်းအရင်းမြစ်တွေကပြောပါရယ်ညောင်ကျိုးစခန်းကိုထားပြီးဖျို့ဖျဲထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုစစ်ကောင်စီတပ်အရာရှိတွေကပြီးခဲ့တဲ့မလ9ရက်နေ့ကလေးကအုတ်ရှိပင်မှာစောင့်ဖမ်းပြီးညောင်ကျိုးကိုပြန်လည်ပို့ဆောင်နေကြောင်းသိရပါရယ်ဒါအပြင်ညောင်ကျိုးစခန်းတိုက်ပွဲမှာထိခိုက်ဒဏ်ရာရရှိသူတွေနဲ့တင်ဆောင်သူတွေကို forgery အပြည့်တင်ဆောင်ပြီးအုတ်ရှိပင်နဲ့ပြည်ကိုပြန်လည်ပို့ဆောင်နေကြောင်းဒေသခံတွေစီကသိရပါရယ် ဆက်လက်ပြီးစစ်ကောင်ဆောင်က အာနာနီယာတီမြင်ရေးအတွက်ဘာသာရေးနဲ့ပုံကျဲတိုက်ခိုက်ခြင်းဆိုတဲ့လက်လာပါနဲ့အကြောက်တရားကိုတပြိုင်တည်းထဲအသုံးချနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်ကအာနာနီယာတီမြင်ရေးအတွက်၎င်းတို့ကျူးလွန်လျက်ရှိတဲ့နိုင်ငံတကာစစ်ရာဆွေးမှုတွေကိုဖုံးကွယ်ဖို့အတွက်ဗုဒ္ဓဘာသာဝင်တန်ကားတော်တွေကိုပွဲတိုက်စိတ်တွေစကတ်ပြီးအသုံးချစည်းရုံးနေကြောင်းဆရာတော်တန်ကားတော်များထံမှသိရပါရယ်။စစ်ကောင်စီကအာနာသိမ်းပြီးနောက်နိုင်ငံတော်ဝန်ပုံကျဲတိုက်ခိုက်နေတော်လဲစစ်ကောင်ဆောင်ကတော့အခုရက်ပိုင်းတွင်ပြည်တွင်ပြည်ပါရှိတန်ကားတော်တီလာရှင်များ များနဲ့လူပုဂ္ဂိုလ်တို့ကို2025ခုနှစ်သာသနာတော်ဆိုင်ရာဘွဲတစိတ်တော်များဆက်ကပ်ပေးခဲ့ပါတယ်။စေကောင်းဆောင်ကဗုဒ္ဓဘာသာလို့ဆိုပြီးဘွဲတစိတ်တွေကပ်ပြီးတော့ကြီးညိုခြင်းရောက်ပြနေပေမဲ့လေသူ့ဘာသာတရားကတော့ငွေကြီးနဲ့အာဏာနီးရပါပဲလို့ နွေဦးတော်လိုင်းရင်တန်ခါကွန်ရံမှာဆရာတော်ဦးဝါရမကပြောပါရဲအဲ့ဒီတွင်ဘာသာရေးဆရာတန်ခါတော်များကိုဘွဲတစိမ့်ဆက်ကတ်ခြင်းနဲ့ဘုံကျဲတက်ခိုက်ခြင်းဆိုတဲ့လက်လာပါနဲ့အကြောက်တရားကိုတပြိုင်နက်တည်းပြသပြီးအတုံးချနေတာကိုအလုံးအထုသတိချက်ဖို့လိုအပ်ကြောင်းဆရာတော်ဦးဝါရမမှဆက်လက်မင်ကြားပါရဲစစ်ကောင်းဆောင်နဲ့လက်အောက်ခံစစ်ဗိုလ်ချုပ်တွေကအဘိဒဆမဟာရထာဂူရုအဘိဒဆအက္ကမဟာတတမအဇောတိကအက္ကမဟာပဏိတာအက္ကမဟာတတမဇောတိကတဆာအက္ကမဟာကဏဝါစကပဏိတာစားတဲ့ဘွဲတစိမ့်တော်တွေကိုပြီးခဲ့တဲ့မလ၃ရက်ကဆက်ကတ် ပင်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင် စစ်ကောင်စီကအခု2025ခုနှစ်သာသနာတော်ဆိုင်ရာဖွဲ့တိုက်တော်များအဆောင်ရောင်များကိုပြည်ရင်းပြည်ပါရှိတန်ကတော့435ပါ၊တီလာရှင်စရာကြီး36ပါနဲ့လုပ်ပုတ်ကို53ဦးလို့ကိုစက္ကန့်ချင်းမြင့်ခဲ့ကြောင်း၎င်းတို့ရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။စစ်ကောင်စီကအဲ့လိုဖွဲ့တိုက်များစက္ကန့်ချင်းမြင့်နေမှုက၎င်းတို့မတရားသဖြင့်တန်ကတော်တွေဖမ်းဆီးတပ်ဖြတ်ခြင်းစေရီဘတ်တို့ဘာသာရေးအဆောင်များပုံကျဲတိုက်ခိုက်မှုတို့ကိုဖုံးကွယ်လို့ဟန်ပြသဘောဖြစ်ကြောင်းတန်ကတော်တွေကမိတ်ဆွေကြပါတယ်။အလားတူစစ်ကောင်စီကပြီးခဲ့ ဲ့တဲ့မန်လာ16ရက်ကလည်းရှမ်းမြောင်နောင်ကျွမြို့နယ်ရှိစိန်ရဲတနာပရိယတိစာတင်တိုက်ဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တန်ကတော့6ပါပါဝင်ပြည်သူကုန်းတည်ဆုံသွားကြောင်း TNN နဲ့ဒေသခံတွေစီကတီးရကြောင်းသတင်းမှဖော်ပြပါရှိပါရဲ့ရှင်။